Hello guys, welcome back. ကျွန်တော်ရဲ့ channel ဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ Shankila Protina ရဲ့ Season 2 Episode 70ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အချိန်လေးဆွဲမနေတော့ပဲစလိုက်အောင်ဗျ။ကဲဆိုတော့သူ့ရဲ့နိုင်ငံတကာဂိမ်းပြိုင်ပွဲမှာမကြေဘဲပြန်လွှဲမလို့ပြင်ဆင်ထားခဲ့ရင်မဲ့ တီးမိတ်နှစ်ယောက်ကမိသားစုကိစ္စနဲ့မပါဝင်ပေးနိုင်ရာကြောင့်သူလည်းတိုင်ပတ်နေရပါပြီဒီပွဲကနိုင်ငံတကာပရိုပလီယိုင်ပြိုင်ကြတာဖြစ်တာမို့တော်ယုံလူအထဲဆော့ကလည်းမဖြစ်နိုင်ပါဘူးဒါကြောင့်ကတ်ဆိုလည်းသူ့ရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့ဆန်ရာကူနဲ့ပန်ဆယ်ကွန်တို့ကိုနိုင်ငံတကာဂိမ်းပြိုင်ပွဲမှာပါဝင်ပေးရွတ်အတွက်ဖိတ်ခေါ်လိုက်ပါတယ်တစ်ဖက်ကဆန်ရာကူကတော့သူ့ရဲ့ကိစ္စတွေပြီးပြတ်သွားပြီမို့ရီဆာကာကိုကျေးဇူးတင်စာဆိုလိုက်ကရာဘင်စုကိုပြန်ဖို့အတွက်အီမူလေးကိုပေါ်တယ်ဖွင့်ခိုင်းလိုက်ပါတယ်အခုဆိုရင်ရာဘင်စုကိုဝင်ခွင့်မရသေးတာရီဆာကာတယောက်ပဲရှိပါတော့တယ်အာကီဆာကာနဲ့ကတော့မြို့ထဲမှာ6လရှင် င်သေးတာကြောင့်သူတို့တန်းအောင်သားလေးဒီနေရာမှာပဲလမ်းခွဲလိုက်ကြပါတယ်ဆရာကူဂိမ်းထဲကလော့အော်လုပ်လိုက်ချိန်မှာတော့နိုင်ငံတကာဂိမ်းပြိုင်ပွဲကိုဖိတ်ခေါ်ထားတဲ့သူတငယ်ချင်းစီကစာအုပ်တွေ့လိုက်ရပါတယ်။တော်ယုံဆိုရင်ကတ်ဆိုကသူတို့ကိုအကူအညီမတောင်းတတ်ပေမဲ့အကူကအရန်အရေးကြီးနေတာကြောင့်ဆရာကူလည်းကတ်ဆိုတောင်းဆိုတာကိုလက်ခံလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆရာကူလည်းလိုက်ကာကိုအမှတ်တီနဲ့ပတ်သက်ပြီးလေးလာစရာရှိသေးရမို့ရာဘင်ဆူစီကိုပြန်ခဲ့ပါတယ်။ဆရာကူကလိုက်ကာကိုရဲ့အရေးကိုပါကိုနှိမ်နင်းနိုင်ခဲ့ရာကြောင့်အာမာရီကိုပြန်ဝုတ်လို့ရနေပါပြီ။ ဒါပေမဲ့ဘလောက်ပဲ durability မြင့်တဲ့အာမဖြစ်ပါစေလိုက်ကောင်ချိန်စာအရ3မိနစ်ထက်ပိုပြီးဝတ်လို့မရပါဘူး။ဘီလစ်ကတော့သူ့ရဲ့အစိမ့်မြင့်အာမတွေကိုချိန်စာအမှတ်အတွက်ဆန်းတက်ပြီးဖျက်ဆီးနေတဲ့ဆရာကူကို စိတ်တုန်နေခဲ့ပါပြီ။နောက်ပြီးသူ့ကိုအလုပ်တွေအများကြီးထပ်ပေးနေတဲ့ဆရာကူကိုလည်းလက်သီးတစ်ချက်ကျွေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဆရာကူကလည်း perfect tier မျိုးရဲ့တင်မောစိတ်ကန်းစီကိုထွက်လာခဲ့ကြပါတယ်။တင်မောစိတ်ကန်းဖြစ်တာနဲ့အညီဒီနေရာမှာတွေ့ရတဲ့ NPC တွေကလည်းအလုပ်ချမ်းသမားတွေနဲ့ပင်နယ်ဓမြတွေလူမိုက်တွေပဲများပါတယ်။ ဲ့နောက်ဆန်ရာကူတို့ဆက်လျှောက်လာကြရင်ဆိုင်တစ်ခုရှိရောက်မှာတော့ NPC တယောက်ကတကားပေါက်ကနေလွင့်ထွက်လာခဲ့။ဆန်ရာကူလည်းဘာရင်များဖြစ်နေလဲလို့ဆိုင်ထဲကိုဝင်ဆက်ဆူလိုက်ပါရဲ့။ဆိုင်ထဲမှာတောင်းကျမ်းနေတဲ့သူတွေကတော့ဆန်ရာကူနဲ့တွေ့ဖို့ချင်းဆိုထားတဲ့ Rest နဲ့ Mordoro ပါ။ဆိုင်ထဲကိုဝင်လာတဲ့ဆန်ရာကူကို Rest က NPC မှတ်နဲ့တီးမလို့လုပ်နေရကြောင့် Mordoro လည်းဝင်ဆွဲပေးလိုက်ရတယ်။အဲ့နောက်မှာတော့သူတို့တော့လည်းအချင်းချင်းအပြန်အလှန်နှုတ်ဆက်လိုက်ကြရင်ဇပွဲတစ်ဝိုင်းမှဝင်ထိုင်လိုက်ကြပါတယ်။တစ်ဆိုင်လုံးကိုတောင်းကျမ်းထားတဲ့ Rest နဲ့ လိုက်ကောက်အမှတ်တွေရှိတဲ့ငှက်ကောင်းအတွေ့တွေအားကြောင့် NPC တွေကတော့ကြောက်ထုတ်နေခဲ့ပါပြီ Res ကတော့ထုံးစံတိုင်းပဲရောက်တာနဲ့သူ့ကိုချန်ဂီလာပရိုတီနာမှာရှိတဲ့ robot တွေကိုပြဟောအတွက် Saragu ကိုပူစားနေပါတယ်။ Saragu ကလည်းသူ့ကိုကတိပေးထားတဲ့အတိုင်း unit machine ဖြစ်တဲ့ ချောင်းနဲ့ currency ကြောင်းကိုပြောပြအောင်တောင်းဆိုလာပါတယ်။တကယ်တော့ rest တို့လည်းဒီ unit machine ကိုဘယ်လိုမျိုးရတယ်ဆိုတာကိုသေချာမသိပါဘူး။အရင်တစ်ခေါက်သူတို့စိတ်ကန်းအောင်ရောက်လာချိန်မှာကြီးမရတဲ့ NPC တချို့ကိုတွေ့ရမှုအသေးပြင်းလိုက်ကြတယ်။အဲအချိန်မှာပဲပင်လယ်ရမဘီရဲ့တန်တမန်ဆိုတဲ့ NPC ကရောက်လာပြီးသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ပင်လယ်ရမဘီ Stu C ကိုခေါ်သွားပေးမယ်လို့ပြောလာတယ်။ သူတို့တော့အတားစကားကောင်းနေချိန်မှာပဲဆိုင်ထဲကိုဝင်လာတဲ့ရှေးတန်းတစ်ခုကိုကြားလိုက်ရပါတယ်။ဆန်ရာကူတို့တော့လည်းလှဲကြည့်လိုက်ချိန်မှာတော့ဟိဟန်ပြင်းနဲ့ဆိုင်ထဲကိုဝင်ချလာတဲ့ပင်လယ်မြေဘီရင်ကိုတွေ့လိုက်ရပါပြီ။ဆန်ရာကူကတော့ပင်လယ်မြေဘီရင်ဖြစ်တာမို့အသက်ကြီးကြီးနဲ့ကြမ်းကြုတ်မဲ့ပုံစံမျိုးလိုတွေ့ထားရမယ်။တကယ်ဝင်ချလာတဲ့သူကတော့ခလေးသာသာရွယ်လေးဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စတူလည်း ရက်စနက်မော်ဒိုထိုင်နေတဲ့ဇပွားဝိုင်းမော်ခုံတက်လိုက်ရင်သူ့ကိုယ်သူပင်လယ်ဓမြပကြီးလို့မိတ်ဆက်လာပါတယ်။စတူရဲ့ character လူပုစိတ်တို့ပုံစံမျိုးဖြစ်တာကြောင့်ဆရောက်တာနဲ့ရက်စတိုကိုဖျဲနေပါတယ်။ဆရာကူကိုလည်းဖျဲချောင်မယ်လို့ကြီးတဲ့ချိန်မှာတော့ဆရာကူရဲ့ကိုဘောကလိုင်ကာဟုံအမှတ်တွေကိုတွေးလိုက်ပြီးဇောရွှေးပြပြန်ကုန်တယ်။လိုင်ကာကူရဲ့ချိန်စာအမှတ်အပြင်ဆရာကူရဲ့ကိုဘောကထွက်နေတဲ့ဘောပဲဆွာအားတွေကြောင့် အနားမှာရှိတဲ့ MPC ရဲ့အတွက်တော့ဆာရာကူကအရန်ထက်တဲ့ဓာတ်တက်လို့ပါပဲစတူဒီယိုကြောက်တူးတုံနေခဲ့ရင်ပဲဆာရာကူကိုသူ့အတွက်အလုလုပေးကိုပြောလာပြီးသူ့တင်းမောနဲ့လိုက်ခဲကိုလည်းပြောလာပါတယ်အဲ့နောက်ဆာရာကူတို့လည်း unit monster ဖြစ်တဲ့ Karindi ရဲ့ unit machine ကိုလက်ခံရရှိလိုက်ပါပြီ Karindi နဲ့တွေ့ရှင်နေဆိုရင်တော့ crying ice band ဆိုတဲ့တဆေသင်းမောကိုအရင်ရှားမှာဖြစ်ပြီးတော့ဒီတဆေသင်းမောစီကိုရောက်ဖို့လဲစတူကလမ်းပြပေးမှာပါစတူရဲ့သင်းမောကအရင်ကသူ့ဖေပိုင်ခဲ့တာဆိုပေမဲ့တဆေသင်းမောရဲ့လက်ချက်ကြောင့်စတူရဲ့ဖေကလည်းဆုံးမသွားခဲ့ပါပြီဒါကြောင့်ဆရာကူလည်းစတူဖေအတွက်လက်စားရှိပေးမယ်ဆိုက unit machine ကိုလက်ခံလိုက်ကြပါတယ်သူတို့လေးယောက်စိတ်ကန်းကိုဖျက်ဆီးလာပြီးချိန်မှာတော့ကြက်သွေးအောင်တောက်ပါနေတဲ့ scarlet way သင်းမောကြီးကိုတွေ့လဲရပါပြီ ကပတိန်ဖြစ်တဲ့စတုတယောက်အမိန်ပေးလိုက်တာနဲ့တပြိုင်နဲ့သူ့ရဲ့ crew member တွေကလည်းပစ္စည်းတွေနဲ့အမြောက်ဆန်တွေကိုတင်းမောပေါ်ကိုအားသုံးခွန်ဆိုင်နဲ့တင်းနေကြပါပြီ။ဆာရာဂရိုတင်းမောပေါ်ကိုတက်မယ်လို့ပြင်တဲ့ချိန်မှာအဝေးကစီပိုင်းနှလုံးကိုထမ်းလာတဲ့လူကြီးတို့ကိုတွေးလိုက်ရတယ်။ဒီအဖွဲ့ကတော့50ရာစိတ်ကမ်းမြို့ရဲ့ delivery service ကိုဆောင်ရွက်ပေးတဲ့ railway ပင်လယ်ဓားမြအဖွဲ့ဖြစ်ပါတယ်။ဆာရာဂိုလည်းရုတ်တရက်ရောက်ရှာလာတဲ့စီပိုင်းလုံးတွေကြောင့်အိုင်နေနေဆုရှာတဲ့အထင်းနဲ့စီပိုင်းတွေကိုဖွင့်ကြည့်လိုက်တယ်။အထဲမှာတွေးလိုက်ရတာတော့သူတို့နဲ့လမ်းခွဲပြီးအိမ်ပြန်သွားကြရည်ဖြစ်တဲ့ ရီဆာကနဲ့အာကီဆာကနဲ့တို့ဖြစ်နေခဲ့ပါတယ်ဒီပိုင်းလေးတော့ဒီမှာပြီးဆုံးတော့ပါတယ်ဒါဆိုတော့ guys နောက်ဗီဒီယိုမှာပြန်ဆုံကြတော့ပေါ့